မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့ဇွန်လ15ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲ update သတင်းကတော့မြန်မာထိုင်းနယ်စပ်ကဥက္ကဋ္ဌစစ်တပ်စကမ်းသိန်းတိုက်ပွဲမှာထိုင်းနိုင်ငံနေကိုထွက်ပြေးသွားတဲ့တပ်ရင်းမှုအပါအဝင်စစ်ခွေး၄កောင်လောက်ဟာတောင်ရင်းမြစ်အတွင်းမှာမျောပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြံဖတ်စစ်ခွေးတက်ကတက်ရှိ CEO ဆိုပြီးတော့ဝါရဖြန့်စစ်ကားဇလန်ရိုက်ခဲ့တယ်ဥဂရထတက်ဆက်ခန်းကိုတော်လိုင်းတက်ဖွဲ့တွေကဇူလိုင်လ12ရက်နေ့မှာတိမ့်ပိုက်လိုက်တဲ့အချိန်မှာအဲ့ဒီတက်ဆက်ခန်းကတရင်မှုအပါအဝင်စစ်ခွေးများဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားကြတယ်လို့သိရပါတယ်ထွက်ပြေးသွားတဲ့သူတွေထဲကအမတ်ဆက်သုံးစစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ73လောက်ခန်းခလိုက်ရ95တရင်ကဘုံမှုမြုံမင်းဝင်းနဲ့ဘူဂျီနာဦးအပါအဝင်စစ်ခွေးစုစုပေါင်း89ဦးဟာ ခိုင်းနိုင်ငံထဲကိုဝင်ရောက်ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။တယင်းမှုကထွက်ပြေးသွားတဲ့အချိန်မှာဒဏ်ရာရနေတော့တယင်းမှုနဲ့၄၅ယောက်လောက်ကချောင်းထဲမှာမျောပါသွားပါတယ်။အခုဘုံမှုမျိုးမင်းဝင်ဦးစီးတဲ့89ယောက်အဖွဲ့ပြန်ရောက်နေပြီလို့ကရင်စီရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။ကရင်ပြည်နယ် မြောက်ရီမြို့မှာမိုးများနေလို့တောင်ရင်းမြစ်ဟာရေကြီးရေရှမ်းမှုတွေဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်ဇွန်လိုင်လ၁၂ရက်နေ့မှာမြေအတွင်းအလောင်းတလောင်းမျောနေတဲ့ရုပ်တံတစ်ခုကိုနေဆက်က Facebook သုံးဆွဲသူတချို့ကမျှဝေခဲ့ကြတာကိုတွေ့ရပါတယ်အဲ့ဒီရုပ်အလောင်းဟာဘယ်သူရုပ်အလောင်းလဲဆိုတာကိုတော့တိကျအတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်ဥက္ကဋ္ဌတပ်စခန်းမှာစခန်း၃ခုရှိရာစစ်ကောင်စီတပ်အင်အား၁၂၀ရှိတယ်လို့ကရင်စစ်ရေးတရင်အရေးမြစ်ကပြောပြထားပါတယ်အဲ့ဒီတဲက၈၉ဦးဟာ ထိုင်းနိုင်ငံဗတ်ချန်းကိုထွက်ပြေးနိုင်ခဲ့လို့အသက်ရှင်ခဲ့ပြီးတောင်ရင်မြစ်ထဲမှာမျောပါသွားတဲ့တည်ရင်မှုနဲ့အဖွဲအပါအဝင်ကျန်တဲ့31ယောက်ကတော့တေဆုံးသွားတယ်လို့ဆိုပါရယ်ဘုံမှုမျိုးမင်းဝင်ဦးစီးတဲ့89ယောက်အဖွဲဟာမနေ့ကဇွန်လ14ရက်နေ့မှာနေဆက်ဂိတ်ဖြစ်တဲ့16ဂိတ်ကနေမြောက်ရီမျိုးဆောင်တက်ဖြစ်တဲ့ခါလရ295တည်ရင်တွေကိုပြန်ပို့ခဲ့တယ်လို့ကရင်စစ်ရေးသတင်းရေးမြစ်ကပြောပါရယ်ထိုင်းနိုင်ငံနဲ့ကိုထွက်ပြေးသွားတဲ့စစ်သားတွေကိုကရင်နယ်ခြားဆောင်တပ် BGF ရဲ့ အမှတ်၄စစ်ဒေတာမှုဘုံမူကြီးမုတ်တုံရဲ့ထိန်းချုပ်မှုအောက်ကဒေသဂိတ်ပေါက်တစ်ခုဖြစ်တယ်၁၆ဂိတ်ကနေပြန်ပို့နေတာလို့ဆိုပါတယ်စခန်းတွေအတိုက်ခံရလို့ထိုင်းနိုင်ငံထဲကိုထွက်ပြေးသွားတဲ့စစ်ခွေးတွေဟာပြန်ပို့ရင်၁၆ဂိတ်ကနေပဲပြန်ပို့နေတာဖြစ်တယ်လို့ပြောထားပါတယ်မြန်မာထိုင်းဒေသတစ်လျှောက်ကစစ်ခွေးတပ်စခန်းများကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အခါမှာစစ်ခွေးတွေကအလွယ်တကူပဲထိုင်းနိုင်ငံထဲကိုထွက်ပြေးသွားကြတယ်လို့သိရပါတယ် ထွက်ပြေးလာတဲ့စစ်ခွေးတွေကိုထိုင်းစစ်တပ်ကထိမ့်သိမ်းထားပြီးတော့တပတ်ကြာတဲ့အခါသူတို့ကိုစစ်ကောင်စီတန်းကိုပြန်လွှဲပြောင်းပေးတယ်လို့သိရပါဗျ။မြောက်ဒီမြို့ကမြို့ဆောင်တပ်အဖြစ်နဲ့ရှိနေတယ်။ခလာရနှစ်ခွန်ကတရင်တဲ့ကိုပြန်လွှဲပေးတာပါ။အခုဆိုရင်နှစ်ခွန်၅ထဲမှာထိုင်းပြန်စစ်သားရောအရင်ရှိနေတဲ့စစ်သားရောဆိုရင်စုစုပေါင်းအယောက်600လောက်ရှိနေပြီလို့ကရင်စစ်ရေးသတင်းအရေးမြစ်ကဖော်ပြထားပါဗျ။စစ်ရေးအရာမေလာနဲ့ဇွန်လအတွင်းမှာ KNU တပ်မဟာ6နယ်မြေအတွင်းကစခန်းသိမ်းတိုက်ပွဲတွေကနေပြီးတော့စစ်သားအယောက်400ခန်းဟာ ဖို့ဖရပြည်နယ်တဲကိုပြေးဝင်သွားတာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မိုးပြဲလွိုက်ကောလမ်းမိုင်းမှာတိုက်ပွဲများပြင်းထန်နေစေဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒါအပြင်လွိုက်ကောမိုးပြဲဖဲကုံပင်လောင်းလမ်းမကြီးကိုထိန်းချုပ်ကပြန်လည်ဖွင့်လှစ်နိုင်ပြီဆိုတဲ့စစ်ကောင်စီရဲ့ဇွန်လ17ရက်နေ့ကကြေညာချက်ဟာသတင်းအမှားဖြစ်တယ်လို့ရွှေတန်းရဲဘော်များကပြောပြထားပါတယ် မိုးပြန်လွိုက်ကောလမ်းမိုင်းကိုသူတို့စစ်ကောင်စီတောင်မှသုံးလို့မရသေးဘူးတိုက်ပွဲတွေဆက်ဖြစ်နေတော့မယ်လို့ KNA အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ဝင်တအုပ်ကရှင်းပြထားပါတယ်မိုးပြန်လွိုက်ကောဟာကာလမ်းပိုင်းအရာ15မိုင်ဝင်းကျင်အကွာအဝေးရှိပြီးတော့ကောခုစောင်းကန်းခီရီဂုံးတာကယန်းတာယာကယန်းချက်ခုနဲ့မြင်းဒီကုန်းရွာတို့ဟာလမ်းပိုင်းအနီးမှာရှိတယ်လို့သိရပါတယ်အခြေအနေကရန်ကိုတင်းမာနေတဲ့အနေအထားပါ တိုက်ပွဲကလည်းဆက်ဖြစ်နေတော့ဆိုတော့ဘယ်နေရာတွေမှာဖြစ်တယ်ဆိုတာကိုတော့ပြောလို့မရသေးဘူးလို့ရှေ့တန်းရောက်ကင်းဒီရဲဘော်တအုပ်ကမိုးပြဲလွိုက်ကောလမ်းမအခြေအနေကိုရှင်းပြထားပါတယ်စစ်ခွေးတပ်ဟာမိုးပြဲလွိုက်ကောလမ်းမကြီးကိုလိုင်းကားများမဖြစ်မနေဖြတ်ပြီးတော့အုံပြရန်ချင်းချောက်ခိုင်းစေမှုတချို့ရှိနေတယ်လို့ဒေသခံတချို့ကပြောပြထားပါတယ်စစ်ကောင်စီရဲ့ပြည်내ဝင်ကြီးချုပ်ကနေပြီးတော့ညွှန်ကြားထားတာ ဒီလမကုန်ခင်မှာလိုင်းကားတွေစဆွဲရမယ်လို့ကြားတယ်လို့ရိုက်ကောမြို့ကန်တူကပြောပါရယ်ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF ရဲ့ပြောရေးဆိုခွင့်ရှိသူကိုကျော်ထက်ကလမ်းပိုင်းမိုးရဲရိုက်ကောလမ်းပိုင်းကိုသူတို့စစ်ကောင်စီတွေတောင်မှလုံးဝမထိန်းချုပ်နိုင်သေးဘူးလို့ရှင်းပြထားပါရယ်စစ်ရေးအချက်အလက်အများအရာမိုးရဲရိုက်ကောလမ်းပိုင်းကို အပြည့်အဝထိန်းချုပ်လိုပါကကရင်နီပြည်နယ်ရဲ့တော်လိုင်းတပ်များတွေကတိုက်ခိုက်ရေးရဲဘော်အင်အားအများဆုံးတပ်ဖြစ်တဲ့ KNDF ရဲ့ဗျူဟာနှစ်ခုကို စစ်ကောင်စီကရင်ဆိုင်ရာအုံးမှာဖြစ်တယ်လို့သိရပါဗါးရိုက်ကောအထိဒိုးယိုပေါက်ဖောက်ဖို့ဆိုရင်စစ်ခွေးတွေအနေနဲ့အဲ့ဒီအပိုင်းမှာ KNDF ရဲ့ဗျူဟာခွနဲ့နဲ့ဗျူဟာနှစ်ရှိမယ်ထိတွဲမှုတွေလည်းရှိနေတယ်လို့သိရတယ်လို့ KND စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါဗါးရှမ်းပြည်နယ်တောင်ပိုင်းကကရင်နီပြည်နယ်တဲကိုဝင်ပေါက်ဖြစ်ရာမိုးပြဲမြို့ကိုစစ်ကောင်စီက6လကျော်ကြာထိုးစစ်ဆင်ပြီးတဲ့နောက်မြို့ပေါ်ရက်ွက်များနဲ့မိုးပြဲလမ်းမကိုအခုလာစမ်းပိုင်းကပြန်လည်ထိန်းချုပ်ခဲ့တယ်လို့သိရပါဗျ လူဦးရေ2000ကျော်နေထိုင်ခဲ့တဲ့ဘိုးပြဲမြို့ဟာစစ်ကောင်စီအုပ်စုရဲ့အခြေစိုက်ရာနေပြည်တော်ကို나ရီပိုင်းနဲ့ရောက်နိုင်တဲ့ပင်လောင်းဖဲကုံဘိုးပြဲလွိုက်ကောလမ်းပိုင်းပေါ်မှာတည်ရှိတယ်လို့သိရပါတယ်။ဘိုးပြဲမြို့စစ်ကောင်စီလက်ထဲရောက်ရှိခဲ့ပြီးတဲ့နောက်ရှမ်းပြည်နယ်တောင်ပိုင်းကစစ်အင်အားအလွယ်တကူဖြည့်တင်းနိုင်ခြင်းနဲ့ကရင်ပြည်နယ်မှာတော်လိုင်းအင်အားစုများပိတ်ဆို့ထားတဲ့ဒီမော့ဆိုဘရူဆိုနဲ့ဘောလက်ခဲမြို့မှာရှိတဲ့စစ်ခွေးတပ်များပြန်ပွင့်နိုင်တဲ့အခြေအနေရင်ဆိုင်ရနိုင်တယ်လို့စီရေးတုံးသက်သူတချို့ကတုံးသက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကပြုတ်လုရန်ကြံရွယ်နေတဲ့ရွေးကောက်ပွဲမှာအတုံးပြုတ်မဲ့မြန်မာအီလက်ထရောနစ်မဲပေးဆက်ဟာမဲပေးထားတဲ့မဲရလက်များကို ချက်ချင်းဆိုသလိုအပြောင်းလဲလုံနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချမ်းဖတ်စစ်ခွေးတက်ကလက်ရှိစတင်ဖွင့်လှစ်နေတဲ့မြန်မာ electronic မဲပေးဆက် MEVM အသုံးပြုခြင်းဆိုင်ရာမြို့နယ်အဆင့်စင်ပွားတင်တန်းကိုတက်ရောက်နေတဲ့ကျောင်းဆရာမတချို့ရဲ့ပြောဆိုချက်အရအဲ့ဒီဆက်များဟာမဲယုံမှုထိန်းကျောင်းမဲ့နေမြေကန်ရဲချင်းရွေးကောက်ပွဲတာဝန်ခံတို့ကမဲရလက်ကိုအပြောင်းလဲပြုလုပ်နိုင်တယ်လို့ပြောဆိုထားပါတယ်။ဒီမဲပိဆက်ကမဲယုံမှုနဲ့နယ်မြေကရက်ချင်းရွေးကော်လူကြီးတွေတညိတညောထဲမဲရက်ကိုချက်ချင်းအပြောင်းလဲလုပ်လို့ရပါတယ် အရင်ရွေးကောက်ပွဲတွေမှာကမဲရလက်ကိုမတင်ခိုင်းရင်မဲပေးထားတဲ့မဲလက်မှတ်တွေကိုပြန်ပြီးတော့ရေးတွက်ခိုင်းပြီးစီစစ်လို့ရတယ်မဲပေးဆက်ကတော့အဲ့ဒီလို record မဲလက်မှတ်အရေးတွက်မကြံတော့မဲယုံမှုရက်ချင်းရွေးကောက်ပွဲကော်မရှင်တွေရဲ့လက်ထဲမှာပဲရှိနေပါတယ်တတ်တည်မကြံဘူးပေါ့ မဲရလက်ကိုအပြောင်းလဲဖြစ်သွားနိုင်တယ်နောက်ပြီးတော့ဒီဆက်ကပြည်သူတအုပ်မဲပေးပြီးတဲ့အချိန်မှာထုတ်ပေးလိုက်တဲ့မဲဆက်ကူဖြတ်ပိုင်းကမဲလက်မှတ်အဖြစ်နဲ့တက်တဲ့ကြံခဲ့တာမျိုးမဟုတ်ဘူးစတိုးဆိုင်မှာဈေးဝယ်ပြီးငွေရှင်းတဲ့အခါကွန်ပျူတာစနစ်နဲ့ဈေးဝယ်တဲ့သူအတွက်ငွေရှင်းဘောင်ချာပေးလိုက်ပေမဲ့အဲ့ဒီဘောင်ချာကတက်တဲ့ကလက်မှတ်အဖြစ်နဲ့မှတ်တမ်းတင်ထားတာမျိုးမဟုတ်ဘူးအရန်ကိုအနေရကြီးပါတယ်လို့တင်တန်းတက်ရောက်နေတဲ့ကျောင်းဆရာမတအုပ်ကရှင်းပြထားပါတယ်စစ်ခွေးတပ်ဘက်ကထုတ်လုပ်နေတယ်မြန်မာ electronic မဲပေးဆက် MVVM စနစ်မှာအစိပ်ပိုင်း၃ခုနဲ့ဖွဲ့စည်းတည်ဆောက်ထားပြီးတော့ ဆန္ဒပြုဆက် bullet unit BU ထိန်းချုပ်ဆက် control unit CU နဲ့မဲပေးချက်ဖော်ပြဆက်နဲ့ verification unit VU တို့ဖြစ်ပြီးတော့မဲပေးရမှာမဲဆန္ဒရှင်ကမဲလက်မှတ်ကိုအသုံးပြုရမလို့ပဲဆန္ဒပြုဆက်မှာမိမိနဲ့တက်ရာလွတ်တော်ကိုယ်စားလှယ်ကိုခလုတ်နှိပ်ပြီးတော့မဲပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်မဲပေးထားချက်မှန်မှန်မှန်မဲပေးချက်ဖော်ပြတဲ့ဆက်ကနေထွက်လာတဲ့မဲဆက်ကူဖြတ်ပိုင်းမှာချက်ချင်းကြည့်ရှုနိုင်မှာလို့စစ်ကောင်စီကပြောဆိုထားပါတယ် အကြမ်းဖက်စစ်ခွေးတပ်ကလာမဲ့ရွေးကောက်ပွဲမှာမြန်မာ electronic မဲပေးဆက် MEVM အလုံးကြီး9000ကျွဲနီးပါးထုတ်လုပ်ဖြန့်ဖြူးအသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ရွေးကောက်ပွဲမှာမဲလက်မှတ်စာရွက်နဲ့မဲပေးခြင်းအစား electronic မဲပေးဆက်နဲ့မဲပေးရန်ပထမဆုံးပြောင်းလဲဆောင်ရွက်လာခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။စစ်ခွေးတပ်ဘက်ကမြန်မာ electronic မဲပေးဆက်အသုံးပြုနီးတင်နန်းများကို ို့ချနေတော့လေအဲ့ဒီဆက်ကိုမြည်သည့်ဤပညာနဲ့ထုတ်လုပ်ထားတယ်ဆိုတာကိုတင်းနှံတက်ရောက်တဲ့ဝန်ထမ်းများနဲ့နယ်မြေကန်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကိုရှင်းပြခြင်းမရှိဘူးလို့ပြောပါရယ်အသုံးပြုနီးနဲ့ထိန်းချုပ်နီးများကိုသာရှင်းလင်းပြောဆိုနေတယ်လို့သိရပါရယ်တင်းနှံမှာကဒီဆက်ကိုဘလို့အသုံးပြုလဲမဲရလက်ဘလို့ကြည်လဲဆိုတာပဲပြရယ်ထိန်းချုပ်ခန်းကဘလို့ကြည်ရတယ်ဒါတော့ပဲဘဲကထုတ်တယ်ဘယ်နည်းပညာလဲဆိုတာကိုလည်းဘာမှမရှင်းပြဘူး မဲယုံမှုနဲ့တပ်ဆိုင်ရာနယ်မြေကန်ရွေးကောက်ပွဲကော်မရှင်လူကြီးတွေပေါင်းပြီးလိန်ရင်ဘာသက်တေမတော်ကြံမှာမဟုတ်ဘူးစက်နဲ့ရလက်ကထိန်းချုပ်သူရဲ့လက်ထဲမှာအဓိကပဲအော်တိုစနစ်မဟုတ်ဘူးအားလုံးကထိန်းချုပ်သူရဲ့မန်နျူရယ်အောက်မှာပဲရှိတာထိန်းချုပ်ထားတဲ့သူကအပြောင်းလဲလုပ်မယ်ဆိုရင်အချိန်မရွေးလုပ်လို့ရတာဘောလို့တင်တန်းတက်ရောက်နေတဲ့အခြားဝန်ထမ်းတို့ကလည်းရှင်းပြထားပါတယ်အကြံဖတ်စစ်ခွေးတက်က NLD ပါတီအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့2020ရွေးကောက်ပွဲရလက်ကိုပယ်ဖြတ်က ၎င်းတို့ကိုယ်တိုင်စီစဉ်တဲ့ရွေးကောက်ပွဲကိုအခုနှစ်နှစ်ကုန်ပိုင်းမှာကျင်းပပြုလုပ်ရန်စီစဉ်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်နဲ့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တို့မှာစစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေးချောင်းကနေပြီးတော့ဘုံကျဲချမှုကြောင့်ကလေးငယ်9ဦးအပါအဝင်ပြည်သူ၈ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဇွန်လ14ရက်နေ့မိုးလယ်2နာရီကျော်အချိန်မှာမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ပိုးစာချေးရွာနယ်ဖော့တော့ချေးရွာတို့ကိုစစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါဗျ။ဘုံကျဲချမှုကြောင့်ကလေးငယ်များအပါအဝင်ပြည်သူ6ဦးသေဆုံးသွားတယ်လို့သိရပါဗျ။ဒဏ်ရာရရှိသူ2ဦးရှိပြီးတော့ နေအိမ်၅လုံးမိလောင်ပျက်စီးကကားနှစ်စီးလည်းပျက်စီးခဲ့ရတယ်လို့သိရပါဗျ။တပိတ်ချင်းပိုးစာနဲ့ဖော့တော့ကြေးပါရီဘုံကျဲခံရမှုမှာတေဆုံးသွားတဲ့ကလေးငယ်က၅ဦးပါပါတယ်။တမိသားစုတွေက၄ဦးဆုံးတယ်။အဲ့ဒီမှာတေဆုံးသူအသက်45နှစ်အရွယ်ဒေါ်ဝမ်မစီအသက်16နှစ်အရွယ်မတ်တောင်းမီတာအသက်17နှစ်အရွယ်မတ်တောင်းမလေးအသက်1နှစ်အရွယ်မောင်တောင်းစာတို့ဖြစ်တယ်လို့သိရပါဗျ။နောက်ပြီးတော့အလဲလာရင်းနဲ့ဘုံထီတေဆုံးတာကအသက်14နှစ်အရွယ်မဟဲဘူမီအသက်17နှစ်အရွယ် မနောမစာတို့ဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်တပိတ်ချင်းမြို့နယ်မှာလေရင်နဲ့ဘုံချဲချမှုကြောင့်အသက်80အရွယ်ဒေါ်ကောဖာအသက်40အရွယ်ဦးရီလေးစုတို့ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အလားတူပဲမနေ့ကဇွန်လ14ရက်နေ့ညနေ6:00အချိန်မှာရှမ်းမြောင်တီဘောမြို့ကိုအကြမ်းဖက်စစ်တပ်က လေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူနှောက်ဦးတည်ဆုံးခဲ့ပြီးတော့တည်ဆုံးသူပြည်သူနှောက်ဦးဟာတီဘောမျိုးလာရှုံမန္တလေးလမ်းပေါ်မှာဖွင့်လှစ်ထားတဲ့ရွှေလုံးအလှပြင်ဆိုင်ပိုင်ရှင်နဲ့ဆိုင်ကယ်ကယ်ရီသမားတအုပ်တို့ဖြစ်တယ်လို့ဒေသခံပြည်သူများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်မှုထမ်းတပ်သားတဲ့သုံးဦးဟာမုံရွာပကပထမ်းမှာလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့ကမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်မှုထမ်းတပ်သားတဲ့သုံးဦးဟာလက်နက်များယူဆောင်လာခြင်းမရှိဘဲမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်နယ်နှစ်ပကပတိုက်ခိုက်ရေးအဖွဲ့နဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အမောင်ကနေအလင်းကိုဝင်တယ်ဆိုတာမင်္ဂလာတပါးပါ။ အချိန်မလုံးခင်အလင်းဝင်ကြပါပြည်သူမြေတားကိုခံယူကြပါလို့ပြောချင်ပါတယ်အဓိကကတော့ကျွန်တော်တို့တော်လိုင်းရေးအနေနဲ့မြန်မြန်အလင်းဝင်လေးတွေးထွက်တန်းရုံနဲနဲနဲ့တော်လိုင်းရေးအောင်မြင်တာပေါ့ဗျာအလင်းဝင်ကြတာကြိုးစားပါတယ်လို့မုံရမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်အခုလိုအလင်းဝင်လာသူ၃ဦးကိုကောင်းမွန်စွာထားရှိပြီးစစ်ရာဇဝဲမှုများနဲ့ပတ်သက်မှုမရှိတဲ့အတွက်၎င်းတို့ရဲ့စန္ဒာအတိုင်းလုံဆောင်ပေးနိုင်ဖို့အတွက်စူးစမ်းဆောင်ရွက်ပေးလျက်ရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ